အာဆီယံ U19 အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲမှာအရှင်ဗီယက်နမ်လာအိုတီမိုရိုနဲ့တအုပ်စုတဲ့ကြာရောက်နေတဲ့မြန်မာအမျိုးသမီးအသင်းမင်္ဂလာပါပရိသတ်ကြီး2025ခုနှစ်အာဆီယံ U19 အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲဝင်ရောက်ရမယ်မြမ U19 အမျိုးသမီးအသင်းအားဆိုရင်တော့လာမယ့်ဇွန်လ6ရက်နေ့မှာဗီယက်နမ်နိုင်ငံဟိုချီမင်းတို့ဖက်ခွာတော့မှာလည်းဖြစ်ပါတယ် မြန်မာ U19 အမျိုးသမီးတင်ရဆိုရင်2025 ASEAN U19 အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲဝင်ရောက်ရှင်ပြိုင်ဖို့အတွက်ပြီးခဲ့တဲ့မေလ9ရက်နေ့ကပဲပနမကစားသမား35ခုကိုလေ့ကျင့်ပြင်ဆင်နေရလည်းဖြစ်ပါတယ်မြန်မာ U19 အမျိုးသမီးအတင်းနည်းပြချုပ်ကတော့ဒေါက်တာတဝင်းဖြစ်ပြီးတော့ပြီးခဲ့တဲ့နှစ်ကဖွဲ့စည်းခဲ့တဲ့မြန်မာ U19 အမျိုးသမီးအတင်းရနေပဲအသက်မေးတဲ့သူတွေယခုနှစ်ရာဒီမှာမြန်မာအမျိုးသမီးလက်ပြိုင်ပွဲမှာခြေစွမ်းပြနေတဲ့ကစားသမားတွေနဲ့ဖွဲ့စည်းထားတာလို့လည်းသိရပါတယ် မြန်မာယူဆကောအမျိုးသမီးအတင်းရဆိုရင်ပထမဝန်းစုံပြိုင်ပွဲဖြစ်တဲ့အာဆီယံယူဆကောအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲအတွက်ပြင်ဆင်ချိန်ကတော့တလဝင်းကျင်တာတာပဲရရှိခဲ့ပါတယ်မြန်မာယူဆကောအမျိုးသမီးအတင်းဟာ2025ခုနှစ်အာဆီယံယူဆကောအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲမတိုင်မီနိုင်ငံတကာချိန်ဆပွဲတွေလည်းရှင်ပြန်ကစားခွင့်မရရှိခဲ့ပါဘူးဒါကြောင့်ပဲပြီးခဲ့တဲ့ရက်ပိုင်းကမြန်မာလက်ရွေးစင်အမျိုးသမီးအတင်းနဲ့လေကျင်းရေးချိန်ဆပွဲနှစ်ပွဲရှင်ပြန်ကစားခဲ့တဲ့အခါမှာတော့နှစ်ပွဲစလုံး တကူ0ဆိုတဲ့ရလတ်နယ်ပဲရှုံးနိမ့်ခဲ့တာလည်းဖြစ်ပါတယ်မြန်မာယူဆက်ကူမျိုးသမီးတင်ဟာဆိုရင်2025အာဆီယံယူဆက်ကူမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲမတိုင်ခင်မှာတော့နောက်ဆုံးပြင်ဆင်မှုအနေနဲ့ဇွန်လ၄ရက်နေ့ကလေးချင်ရင်ခြေစံပွဲတစ်ပွဲရှင်ပြိုင်ကစားမှာဖြစ်ပြီးတော့ဒီကြကစားသမားရွေးချယ်မယ်လို့လည်းသိရပါတယ်မြန်မာယူဆက်ကူမျိုးသမီးတင်ဟာ2025ခုနှစ်အာဆီယံယူဆက်ကူမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲအုတ်စုအိမ်မှာကြာရောက်နေပြီးအရှင်ဗီယက်နမ်လာအိုဒီမိုရိုနဲ့တအုပ်စုနဲ့ကြာရောက်လို့နေပါတယ် 2025အာဆီယံ U19 အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲကိုတော့ဇွန်လ9ရက်နေ့ကနေ16ရက်နေ့ထိဗီယက်နမ်နိုင်ငံဟိုချီမင်းမြို့မှာကျင်းပမယ်လို့လည်းသိရပါဗျ။အစိုးရဆောင်မြောကြီးရှုခဲ့ပြီးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။